အားလုံးပဲမင်္ဂလာပါလီဗာပူးအသင်းကတော့ transfer market မှာ Florian Vasque, Jeremy Frimpong နဲ့ Milo Kakis တို့လူကစားသမားတွေကိုခေါ်ယူထားသည့်တိုင်အောင်ကလပ်ဘက်က transfer window အတွက်နောက်ခံလူတယောက်နဲ့တိုက်စင်မှုတယောက်တွဲငွေသုံးဖို့လုံလောက်စွာရှိသေးကြောင်းဆိုထားတယ် FFP ကပြဿနာမရှိသလိုလက်ရှိမှာလီဗာပူးအသင်းအနေနဲ့ကစားသမားရောင်းချနိုင်တဲ့အရေးသွေးရှိလို့နူညက်ကလည်း နာပိုလီကိုပဲပြောင်းဖို့ဆန္ဒရှိတယ်။ဒါအခုနောက်ဆုံးဖော်ပြတဲ့ဒါဒီ British Media ရဲ့ဖော်ပြချက်ရလီဗာပူးကဒီ transfer window မှာ အပြောင်းရွှေ့အသုံးစရိတ်ကိုသူတို့ဘက်ကနောက်ထပ်တန်း100လောက်ထိသုံးနိုင်တယ်လို့ဖော်ပြထားတယ်တကယ်လို့အဲ့တန်း100သုံးမယ်ဆိုရင်ဒါဟာလီဗာပူးအသင်းတွက် financial မှာ FFP ဘာပြဿနာမှမရှိဘူးလို့ဖော်ပြနေစေဖြစ်တယ်ဒါကလပ်ဘက်ကတန်း100လောက်ထိသုံးနိုင်လို့ဤဆက်တောင်ခေါ်ချင်းခေါ်လို့ရတယ်ကနာဒီရဲ့ contract ကိစ္စကိုတော့ liverpool ကစာဆက်ပြီးတော့ဆွေးနွေးနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်